တော့ဒေါက်တာဆဆာတို့လိုပြည်သူတွေကထင်ရှားကြော်ကြတဲ့ခေါင်းဆောင်တွေကိုလည်းတို့ကနေရာပေးကိုပေးရမှာဖြစ်တဲ့အတွက်နောက်ဆုံးကြတော့ဝန်ကြီးဌာနဝန်ကြီးဌာနတခုနေနေတို့ကကြောင်ထိုးပြီးပေးထားတဲ့သဘောပါပဲအားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်အများမြန်မာသတင်းထူးသတင်းဥတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်ဒေါက်တာဆဆာနှုတ်ထွက်တယ်ဆိုတာကိုသတင်းစာရေးတဲ့ဒီမီဒီယာကိုကျွန်တော်ကအပြစ်ပြောချင်ပါတယ်မီဒီယာတွေက သစ္စာမရှိဘူးခင်ဗျ။ဟိုမီဒီယာတွေကဟိုဘယ်လိုပြောမလဲသတင်းကိုပြူတူပြဲတဲနဲ့ရေးတယ်လို့ကျွန်တော်ကယုံယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့အေးဒီသူရေးလိုက်တဲ့သတင်းစာခေါင်းစည်းကိုကြည့်ပြီးကျွန်တော်တော့မျက်လုံးပြူသွားတယ်။ကျွန်တော်သေချာဖတ်ကြည့်လိုက်တယ်။ဖတ်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီကိစ္စကအလုံးနီပါသိနေတဲ့ကိစ္စကြီးပြောချင်တာကဝန်ကြီးဌာန6ခုကိုဖျက်သိမ်းတော့မယ်ဆိုတာလူတိုင်းပြောနေပါပြီဝန်ကြီးဌာနဖျက်သိမ်းကအဲ့ဒီဝန်ကြီးတွေကအော်တိုမက်တစ်ပြုံးပါလိဝန်ကြီးဌာနမှာမရှိတော့တာ ပြောချင်တာကအလုတ်သမားနဲ့ကလေးငယ်များဝန်ကြီးဌာနဒေါ်ရဆဆာရဲ့နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာနစီးပွားရေးဝန်ကြီးဌာနနော်နောက်တစ်ခုရှိသေးတယ်အဲ့ဒီဝန်ကြီးဌာန6ခုကို NUG ပြုပြင်ပြောင်းလဲရေးလို့ဘို့အတွက်နော်ဒါအများတောင်းဆိုနေတယ် NUG မှာဝန်ကြီးဌာနတွေဖောင်းပွားနေတယ်မလို့အပ်တဲ့ဝန်ကြီးဌာနတွေပတ်စံသုံးနေတယ်ဆိုတော့ပြည်သူရဲ့တောင်းဆိုမှုကိုတုတ်ပြန်တဲ့အနေနဲ့ NUG အစိုးရကဝန်ကြီးဌာနတွေလျှော့ပြီးတော့ NUG ကိုအဲကိုပြုပြင်ပြောင်းလဲမှုနော်ဒီ ဒီဈေးစကားတွေလျှော့ဖို့တွေလုပ်တဲ့စီမံချက်အရာအေးမလို့အပ်တဲ့ဒီဘယ်လိုပြောမလဲတော်လန်ရေးအတွက်တချို့သောဝန်ကြီးဌာနများကိုဦးစီးဌာနအဖြစ်ပြောင်းပြီးလုပ်ဖို့အစီအစဉ်ရှိတယ်ဆိုတာကိုသတင်းတွေထွက်နေတာကြားပါပြီအေးဒီအေးဒီကျွန်တော်တို့လျှော့ချမဲ့ဝန်ကြီးဌာနထဲမှာဒေါက်တာဆဆာရဲ့နိုင်ငံကဆက်ဆံရေးဒီဝန်ကြီးဌာနပါလာဖြစ်တယ်လို့ဒေါက်တာဆဆာအော်တိုမက်တစ်အလုပ်ပြုတ်သွားပါပြီတို့ဒီမဟုတ်လေနှုတ်ထွက်ပြီးသားဖြစ်နေပါပြီ ာမျိုးလဲဆိုတော့သူဒီဝန်ကြီးတစ်ပါးအနေနဲ့ဒီဦးစီးဌာနရဲ့ညွှန်ချုပ်တော်သူလောက်မှမထင်ဘူးလေနော်အဲ့ဒါအဲ့ဒါကအဲ့ဒါကလူတိုင်းသိထားပြီးဖြစ်တာဖြစ်တယ်အဲ့ဒီကိစ္စကြီးကိုပြူးတူးပြဲတဲနဲ့သတင်းကြီးလိုက်တော့ကျွန်တော်တော်မျက်လုံးပြူသွားတယ်ဟာဘာဖြစ်လို့ဒီဒီဥစ္စာကြီးတက်လာလဲလဲဆိုတော့ကြည့်လိုက်တဲ့အခါမှာအော်အဲ့ဒါအဲ့တော့ဟိုသတင်းမီဒီယာတွေကတော့သူတို့သတင်းလူလူဖတ်စီခြင်းနဲ့ဆိုတဲ့ပုံစံနဲ့ရေးတယ်မသိရင်ပဲဟိုဒေါက်တာဆာဆာကပဲ အန်ယူဂျီနဲ့ပြဿနာတက်ပြီးထွက်သလိုလိုဒါရစစားပဲဟိုဆက်ကျင်းသလိုလိုအဲ့လိုအတိတ်ပဲကိုတက်ရောက်စေနိုင်တဲ့သတင်းကောင်းစင်မျိုးကို ပြည်သူတွေကိုသူ့သတင်းထားသူ့သတင်းကိုဖတ်ဖို့အတွက်ဒါမျှားတဲ့လှုပ်ရှားတဲ့သတင်းတော်ပေါ်မျိုးဖြစ်သွားပါတယ်အမှန်ကဝန်ကြီးဌာနကိုရှော့ချလိုက်ပြီးဖြစ်တာဖြစ်တဲ့အတွက်ဒေါ်ရစဆာတို့ဒီအော်တိုမက်တစ်ဝန်ကြီးမဟုတ်တော့ပါဘူးဖြစ်သွားပြီပေါ့အဲ့ဒါသူ့အတူနှုတ်ထွက်တာပဲဖြစ်ဖြစ်မနှုတ်ထွက်တာပဲဖြစ်ဖြစ်ဒါ NUG ရဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ် ဒါပေမဲ့ဒေါက်တာဆဆာကတခြားနေရာမှာပါလို့လည်းရပါတယ်။ဘာကြောင့်ဒေါက်တာဆဆာကိုဦးစားပေးရေးလဲဆိုတော့ New Online စတဲ့ကဒေါက်တာဆဆာကဦးဆောင်တဲ့ခေါင်းဆောင်တယောက်အနေနဲ့ရှိခဲ့တာလူတိုင်းသိတယ်။သို့တော်လည်းတကယ် New Online ကိုဦးဆောင်နေတဲ့ NUG NUCC NUG နဲ့ CRPH တို့က NLD ပါတီရဲ့ driver စီမှာ NLD ပါတီကရှိနေတာပါ။ပြောချင်တာက NLD ပါတီကသာလင်ဒီ NUG နဲ့ NU ဒီ CRPH ကိုအုပ်စိုးထားတာဖြစ်ပါတယ်။နော်။အဲ့တော့ပြောချင်တာကသူတို့ဒီအဲ့ဒီချိန်က တရားဝင်အစိုးရလည်းဖြစ်ပြီးရွေးကောက်ပွဲမှာနိုင်ထားတဲ့ပါတီလည်းဖြစ်တာဖြစ်တဲ့တော်လန်ရေးကိုသူတို့ကဥဆောင်တဲ့ပုံစံနဲ့ပြည်သူရဲ့မန်ဒိတ်ရတယ်ဆိုပြီး CRPH ကနေတဆင့် NLD အမတ်တွေကနေတဆင့် NUG ဖွဲ့တဲ့အခါမှာ NUG ရဲ့တကယ် main နေရာအားလုံးကို main နေရာအားလုံးဖြစ်တဲ့ဒီနိုင်ငံတိုင်းဝန်ကြီးဌာနကာကွယ်ရေးနဲ့ကာလုံဝန်ကြီးဌာနတွေပေါ့နော်ဒီပြည်ထရေးတွေကာကွယ်ရေးဝန်ကြီးဌာနတွေဗန္ဓာရေးဝန်ကြီးဌာနတွေအားလုံးကို NUG NLD အမတ်တွေကပဲအုပ်စိုးထားတာပါ ဲ့တော့ဒေါက်တာဆဆာလို့လို့ပြည်သူတွေကထင်ရှားကြော်ကြားတဲ့ခေါင်းဆောင်တွေကိုလည်းတို့ကနေရာပေးကိုပေးရမှာဖြစ်တဲ့တွေ့နောက်ဆုံးကြတော့ဝန်ကြီးဌာနဝန်ကြီးဌာနတစ်ခုနေနေတို့ကမြန်မာလူစကားပြောရရင်ကြောင်ထိုးပြီးပေးထားတဲ့သဘောပါပဲနေရာပေးတာအဖြစ်ပေါ့ဗျအိမ်ဖြစ်ပေါ့ဗျဒေါနီလကောင်မင်း ကတာဒေါ်ခင်မမမျိုးတို့ကိုလည်းကာကွယ်ဒုဝန်ကြီးကနေပြီးတော့စီးပွားရေးဝန်ကြီးဌာနပေးထားဖြစ်တယ်လို့ဒေါ်စုဇန်လလဆိုးတို့ကိုလည်းအခုလိုမျိုးကလေးသင်ငယ်နဲ့ဝန်ကြီးဌာနတွေတချို့တွေတချို့တွေတိုင်းသားတွေဝန်ကြီးဌာနတွေကြတော့တစ်တော်ရေးရာဝန်ကြီးဌာနတို့ဒုဝန်ကြီးတို့အဲ့ဒါမျိုးတွေနဲ့ပေးထားတာဒါပေမဲ့တကယ် NUG ကိုမောင်းနှင်နေတဲ့နိုင်ငံသားကြီးကာကွယ်ရေးပြည်ထရေးဗန္ဓာရေးအားလုံးကို NUND ကပဲခြိုက်ထားတာ ပြောချင်တာက NUG ဒီ NUND ရဲ့ drive force ဖြစ်ပါတယ်เนาะအဲ့တော့အဲ့ဒါမျိုးအနေထားဖြစ်နေတာဖြစ်တဲ့အတွက်ဒီနောက်ပိုင်းမှာ ဒီဒေါက်တာဆဆာတို့ကတော်လိုင်းရေးမှာဥဆောင်ပြီးတော့တော်လိုင်းရေးခေါင်းဆောင်အနေနဲ့ပါဝင်လာတဲ့အခါမှာပြောတာဆိုတာတွေအားလုံးကအစင်မပြေမှုတွေရှိပါလိမ့်မယ်ပေါ်တိုင်မှုတွေရှိလာတဲ့အခါမှာဒေါက်တာဆဆာဟာဒီလောကမှာတိတ်ပြီးတော့ဝင်ပြောတာတွေတိတ်မပြတော့ပဲသူလှုပ်เสียရရှိတာကိုပဲသူလှုပ်ပြီးအေးအေးဆေးဆေးပဲသူရက်တီလာခဲ့တာကိုကျွန်တော်တို့သတိထားမိတာနှစ်နှစ်သုံးနှစ်ရှိနေပါပြီအဲ့တော့ပြောချင်တာက NUG ဒီတာအခုမှပြူဝ NUG NLD ဖြစ်သွားပါပြီ အခုတို့ပြုပြင်ပြောင်းလဲမှုလုပ်လိုက်တော့လေတို့တွေပဲဆက်သွားတာဒီအရေးကြီးတဲ့ main ဝင်ကြီးဌာနတွေကိုပဲတို့ပဲဆက်ကင်ထားပြီးဂျန်တဲ့ဝင်ကြီးဌာနအသေးလေးတွေကိုဟိုလူကြီးဌာနအသေးလေးတွေကိုတို့ကရှော့လိုက်တဲ့သဘောပဲလုပ်တယ်တကယ် main နေရာအားလုံးကိုတို့ပဲဆက်သွားပြောချင်တာကကျွန်တော်တို့ကအန်ဟိုအန်အန်ဒီအန်ယူဂျီကိုပြုပြင်ပြောင်းလဲဖို့တောင်းဆိုတဲ့နေရာမှာတို့ကထင်နေတာကတို့ကိုပြောင်းခိုင်းတယ်လို့မထင်ပဲနဲ့တခြားလူတွေကိုပဲဖြုတ်ခိုင်းတယ်လို့တို့ကထင်တဲ့ပုံစံနဲ့အဲ့လိုလုပ်သွားတာပါ အဲ့တော့ပြောချင်တာကအဲ့ဒီ၄၅၆ရောက်ကယာတပ်ပံတို့ကအဲ့မှာ NUG မှာယာဓုတွေယူပြီးဝန်ကြီးတွေလောက်ကြတော့မှာပြောချင်တာဥယျမွန်လည်းဆင်းပေးဖို့မရှိဘူးအဲဥတည်ထုံးနိုင်လည်းဆင်းပေးဖို့မရှိဘူးဒေါ်စင်မာအောင်လည်းဆင်းပေးဖို့မရှိဘူးအဲနောက်တစ်ခုကဘာတူလဲအဲပြည်ဒေးဝန်ကြီးတို့တွေကဆင်းပေးဖို့မရှိဘူးပြောချင်တာကတို့ NLD ကလူတွေကဆင်းပေးဖို့မရှိဘူးအဲ့ဒီထဲမှာမှဒီ ် NUG မှာလည်း NLD ကအဲ့ဒီလူတွေပဲချဲ့လဲနေတယ်အဲ့ဒါအရှိတရားပဲကျွန်တော်ပြောပြသားနော်ကျွန်တော်က NUG ပဲကျွန်တော်ဒီ NUG ကိုပဲထောက်ခံတယ်ကျွန်တော်ဒီ NUG NUG ကိုပဲယနေ့ထိရက်တည်တယ်ဒါပေမဲ့ဒါကတကယ်အမှန်တရားပဲဥလင်ကိုလည်းအဲ့တော့သူတို့ကပြုပြင်ပြောင်းလဲမှုတာသူတို့ပြောနေတာသူတို့ကအဲ့လိုပြောတဲ့အတွက်မလိုအပ်တဲ့တစ်တော်ဝင်ကြီးဌာနဘာဌာနအကုန်သူတို့ဖြုတ်လိုက်မယ်သူတို့၄ယောက်ပဲတရားငယ်အောင်မှာသူတို့ပဲဆက်ပြီး drive force လုပ်မှာ အဲ့တော့တမရကြီးကိုကြတော့ဒေါက်တာဝင်းမြတ်အေးလဲကျွန်တော်ထင်တာတော့သူဖြုတ်ပြဲထဲမှာပါမယ်ထင်တာပဲပြောထင်တာပေါ့ဟိုပြောချင်တာကိုလေးပါမယ်သူသူ့ရဲ့ဒီလူကယ်လူကယ်ပြန်ဝင်ကြီးဌာနလဲမလို့တော့ဘူးလေအဲ့ဒါလဲပါမယ်ထင်တယ်ဆရာဇော်ဝေဆိုးကြံခဲ့ဖို့များတယ်ဆရာဇော်ဝေဆိုးကပညာရေးနဲ့ကျမ်းမာရေးဆိုတော့ဟိုစီရေးနဲ့လဲဒါလိုက်ဆက်ဆက်နေတာဖြစ်တယ်ဆရာဇော်ဝေဆိုးဝင်ကြီးဌာနကြံခဲ့ဖို့များတယ်အဲ့တော့ပြောချင်တာက ဒါကအရင်တည်းကဖြစ်နေတဲ့ကိစ္စကြီးပါနော်အရင်တည်းကဖြစ်နေတဲ့ကိစ္စကြီးဖြစ်တာဖြစ်တဲ့အတွက်ဒီ driving force အနေနဲ့သွားတဲ့လူတွေပေါ့ဥဆောင်တဲ့လူတွေကသူတို့စူးစမ်းထားတယ်သူတို့ယက်တီထားတာဖြစ်တာဖြစ်တဲ့အတွက်သူတို့ကတော့ short ပေးဖို့လည်းမရှိဘူးဖယ်ပေးဖို့လည်းမရှိဘူးအဖွင့်လင်းဆုံးပြောရင်သူတို့ဒီမင်းအောင်လှိုင်လို့ねဘာမှသိမထူကြပါဘူးအဲ့တော့ပွင့်သူတို့ short ပေးဖို့လည်းအနေထားမရှိဘူးသူတို့ပြောင်းပေးဖို့လည်းအနေထားမရှိဘူးအဲ့တော့ အခက်ခဲအများကြီးပေါ့သူတို့ကအခုအတွင်းရေးသိတာဖြစ်တဲ့အတွက်ဒီလူတွေကိုဘယ်လိုလုံလုံကြုံရဘယ်လိုစိတ်ချရမလဲဆိုတဲ့မေးခွန်းတွေလည်းရှိတာပေါ့လေနော်သူတို့ကအတွင်းသိတွေလည်းအများကြီးရှိနေတာဖြစ်တဲ့အတွက်အဲ့တော့ဒီလူတွေကိုကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲဆရာဆာဆာကအတွင်းရေးအကုန်မသိဘူးဘာကြောင့်လဲမသိလဲဆိုတော့သူကအရေးကြီးတဲ့ဝန်ကြီးဌာနမှာမဟုတ်ဘူးမဟုတ်တော့ဆရာဆာဆာလို့လို့ဝန်ကြီးဌာနတွေဆရာဝင်းမြတ်အေးလို့လို့ဝန်ကြီးဌာနတွေဆရာမဒေါ်စုဇန်လလလို့လို့ဝန်ကြီးဌာနတွေ ဟိုမလည်းမိုက်လည်းကြိုင်ပြီလေမိုက်လည်းကျွန်တော်အများကြီးပြောနေတာကြောင်တိုးခံရတယ်ဆိုတာအဲ့တော့ဒူးဝင်ကြီးထားတာအဲနောက်ပြီးတော့ဟိုတခြားဝင်ကြီးဌာနတွေပေါ့နော်ဟိုတစ်တော်ကြီးရောက်ဝင်အဲ့ဓာတွေကဟိုချိုးချိုးတော့ရှိတာပေါ့တစ်တော်ကြီးကလည်းတန်ဇာတဘာညာတော့ဟိုကြောက်ဟိုအခုအခွန်ခတွေရနေတယ်လို့တော့ပြောပါတယ်နောက်တစ်ခုကလက်စစ်ဝင်ကြီးဌာနဥဆိုးထွန်းလို့ပေါ့သူတို့လည်းအခွန်ခတွေရနေတယ်လို့ပြောပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်တကယ် driving force က NUG ကဒီ၄ရောက်နေပဲ run နေတာ ဝန်ကြီးချုပ်လည်းမဟုတ်ဘူးတပ်ပရလည်းမဟုတ်ပါဘူးဒေါ်စင်မအောင်ရဲ့ဦးလင်ကိုလိုက်ရဲ့ကာကာဝန်ဦးရင်မုံရဲ့ဦးတင်ထွန်းနိုင်ရဲ့အဲ့ဒါကတော်လိုင်းရင်းလောကမှာရှိတဲ့လူအားလုံးသိပါတယ်အထူးဆန်းမဟုတ်ပါဘူးဒါပေမဲ့တို့အဲ့လိုအဲ့လို run နေတို့လေကျွန်တော်တို့ကအပြစ်ပြောစရာလို့မြင်လားဆိုတော့လည်းမမြင်မြန်ပါဘူးအဲ့လို run နေလို့ NUG ကအလိုမလိုဘူးလားလို့ပြောမယ်ဆိုလည်းပြောလို့မရပါဘူး တို့ဒီဒီတိုင်းဆက်သွားနေတယ်တို့တိုးတက်မှုတွေရှိနေတယ်ဂျန်တဲ့လူတွေကတို့ဝိုင်းရံပြီးတော့အားဖြည့်ပေးနေတယ်အဓိကပြဿနာက NUG ဒီဖောင်းပွားနေတယ် NUG ဒီပြုပြင်ပြောင်းလဲမှုလိုတယ်ဆိုတဲ့နေရာမှာအရေးကြီးတဲ့အဲ့လီနေရာလေးနေရာကိုတို့မပြောင်းမင်းနဲ့အရေးမကြီးတဲ့နေရာတွေကိုတို့ကပြောင်းပြပြီးတော့ဟိုဘယ်လိုပြောမလဲကြက်ဖို့ဒီမင်းအဒီမင်းအောင်လိုင်းတို့အုပ်စုကဟိုအခုဒီရွှေကောက်ကိုနဲ့ KK ဘတ်ကိုဖမ်းပြတဲ့ရုပ်ရှင်ရိုက်တယ်လို့မျိုးပဲ NUG ကရုပ်ရှင်ရိုက်ဖို့စူးစမ်းတာပါပဲ ဒီသဘောတရားပဲရှိပါတယ်အဲ့တော့ပြုပြင်ပြောင်းလဲမှုလုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့တကယ်ပြည်သူအားကိုးတဲ့ဒေါက်တာဆဆာကိုတို့ရှေ့တန်းမတင်ပါဘူးအမှန်ကဒေါက်တာဆဆာကိုတို့ညာတူကောင်းကောင်းတဲ့နေရာကိုပေးပြီးတော့ drive force နေရာမှာထားတင်တယ်ဒါပြည်သူရဲ့ယုံကြည်မှုအများဆုံးရထားတဲ့ခေါင်းဆောင်မှာဘာကြောင့်ယုံကြည်မှုရလဲဆိုတာကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ဒေါက်တာဆဆာကိုအားကြတယ်ဒေါက်တာဆဆာဒီအဲဒေါက်တာဆဆာဒီကျွန်တော်တို့အားကိုးရတဲ့ခေါင်းဆောင်အဖြစ်ဒီကျွန်တော်တို့ကညွှန်နေထားတယ်ဒါပေမဲ့အဲ့ဒီ ဝန်ကြီးကိုချောင်းထိုးထားတယ်ပေါ့ပြောချင်တာကချောင်းထိုးထားတယ်အဲပြီးတော့အခုဆိုရင်ဒါသူ့ဝန်ကြီးဌာနကိုဖြုတ်လိုက်တာဖြစ်တဲ့အတွက်သူကဂုံတိတ်ခါရှိစွာနဲ့နှုတ်ထွက်လိုက်တာပေါ့ဗျာဒီသဘောပဲကျွန်တော်တို့ကပြောလို့ရမယ်အဲ့ဒါဒီတိတူလားမသိဘူးကျွန်တော်ထင်တယ်သူလည်းပြည်တွင်းမှာမရှိတော့ဘူးထင်တယ်ဟုတ်အဲ့လိုမျိုးအနေထားတွေဖြစ်နေတာဖြစ်တဲ့အတွက်ဒါ NUG အတွင်းထဲမှာရှိနေတယ်အခုဒါဒီဝန်ကြီးချုပ်ယုံဝန်ကြီးယုံရဲ့ပြဿနာလေဒီကိစ္စပဲပေါ့နော်အဲ့တော့ တချို့သောကိစ္စတွေကတို့ကစစ်အာဏာရှင်တွေရဲ့ DNA တွေတို့စီမှာကိုကူးဆက်နေတယ်။အဲလိုကူးဆက်နေတာကိုလည်းကျွန်တော်တို့ကစိတ်ဆိုးလို့တော့မရဘူး။ဘာကြောင့်လဲဆိုတော့တို့ကိုယ်တိုင်လည်းစစ်အာဏာရှင်စနစ်အောက်မှာကြီးပြင်းလာကြသောဒီဒီအထုမြင်အသက်တင်ပေါ့ဗျာ။နော်ဒီလိုဒီလိုဟာတွေပဲတွေးခဲ့ရတာဖြစ်တာဖြစ်တဲ့အတွက်တို့ကဒီလိုပဲသွားနေတယ်။ကျွန်တော်တို့ကလည်းရှင်းရှင်းပြောရရင်ဒါဥဆောင်လုတ်ပေးနေတယ်သူတို့လည်းအောင်မြင်မှုတွေရှိနေတယ်ဆိုတာဖြစ်တာအတွက်ကျွန်တော်တို့ကတော့ရက်တီပေးနေတာပါပဲ ဒါပေမဲ့9နှစ်တောင်ရှိပြီလူပြောင်းလိုက်ရင်ဘာဖြစ်သွားမှာမလို့လေဒါရိုးရိုးလေးစဉ်းစားတာဗျာတော်လိုက်မပြီးပြီးချင်းတော်လိုက်အနည်း20နေတဲ့အထိသူတို့သူတို့သူတို့အသက်ရှင်နေတဲ့အထိဒီယာတုကမဆင်းပေးဘူးဆိုတဲ့ပုံစံတွေဖြစ်နေတာကိုလည်းတွေ့နေရတယ်ပေါ့နော်သူတို့ပြောတဲ့အသွင်ကူးပြောင်းရေးကာလအစိုးရဆိုတာဘယ်ချိန်ရောက်မှာလဲဘာလို့တော့ဘယ်လိုလုပ်အသွင်ကူးပြောင်းရေးကာလအစိုးရဆိုတာကျွန်တော်တို့ကပြောင်းလို့ရအောင်ပါလဲ အခုမှနေမြေနေသားတွေလည်းမရှိသေးဘူးကိုမှဆက်ဆက်အနာရှင်ကအခုရွေးကောက်ပွဲတွေလုပ်ပြီးတော့တကဘာလုံးတော့သူကဒီလုတ်တဲ့အချိန်မှာကျွန်တော်တို့ကဘလို့အသွင်ကူးပြောင်းအောင်မှာအဲ့တော့အသွင်ကူးပြောင်းရင်ကာလာရင် NUG ဆိုတာမရှိတော့ပါဘူးဆိုတာ theory အရလူကြားကောင်းအောင်ပြောထားပြီမဲ့လေတကယ်ကကြတော့အဲ့ဒီအသွင်ကူးပြောင်းရင်ကာလာဖြစ်ဖို့ကအဝေးကြီးလူသေးတာဖြစ်တာဖြစ်တဲ့အတွက်သူတို့တွေပဲဆက်ပြီးသွားနိုင်မယ်ဆိုတဲ့သဘောကိုအတိတ်ပဲတတ်ရောက်စည်းတယ်အဲ့တော့အဲ့လိုအရေးကြီးတဲ့ NUG ရဲ့ကာကွယ်ရေးပြည်ထောင်ရေး ဗန္ဒာယီနိုင်ငံသားကြီးဝန်ကြီးဌာန၄ခုလုံးကိုတော့ပေးဖို့ပြောင်းဖို့ရွှေ့ဖို့မရှိဘဲသဘောကိုတွေ့နေရပါတယ်အဲ့တော့တော်တော်ဆဆဘွိုက်စ်နဲ့ဘာကင်ဘွိုက်စ်နဲ့တော့ဘလို့ဆက်ဆက်မှုရှိနေလဲတော့မပြောတော့မပြောတတ်ဘူးသို့တော်လည်း ဒေါက်တာဆဆာကိုခေါင်းဆောင်တယောက်အနေနဲ့တော့ပြန်ထားတဲ့နေဖြစ်ဖို့များတာကဟိုအပေါ်မှာခေါင်းဆောင်သူတို့ဖွဲ့မဲ့ဖက်ဒရယ်ကောင်စီလိုနေရာမှာပြန်နေရပြီမလားပေါ့ဒါမျိုးတွေလည်းပြောစရာရှိတယ်ပေါ့နော်နောက်ပြီးတော့သူတို့ Chin Brother ဟုနဲ့ CNF ပေါ့အဲအဲ့ဒီရဲ့သူတို့သူတို့ရဲ့သဘောထားကွဲမှုတွေကြားထဲမှာလည်းဒေါက်တာဆဆာလည်းကြားညံ့နေတဲ့သဘောရှိတယ်နော်နှစ်ဖက်လုံးရဲ့ထောက်ခံမှုမရတာတွေလည်းရှိမှာပေါ့အဓိကဖြစ်နေတာကဒေါက်တာဆဆာကိုကျွန်တော်တို့ကဒီချင်းပြည်သူတွေရဲ့ကိုစားဆိုတာထက် ဒီဘယ်လိုဘယ်လိုပြောမလဲသူ့ရဲ့ဒီ leadership skill နဲ့သူ့ရဲ့ background ကိုကြိုက်ပြီးပြည်သူကຫນွေဦးတော်လိုက်အစမှာတကယ် driving force လုပ်ခဲ့တဲ့ခေါင်းဆောင်တယောက်အနေနဲ့အမေစုရဲ့အနီးကပ်နေခဲ့တဲ့လူအမေစုကိုယ်တိုင်ဒီ2020နဲ့ဒီရွေးကောက်ပွဲအနိုင်ရယူသူ့ကိုနိုင်ငံတော်သမ္မတအဖြစ်ရွေးမယ်လို့ຢာထားမယ်လို့အသံထွက်နေတဲ့လူဖြစ်တာဖြစ်တယ်ဖြစ်တဲ့အတွက်ပြည်သူကတော့စိတ်မကောင်းဘူးပေါ့ဗျာเนาะကျွန်တော်တို့လည်းကျွန်တော်လည်းစိတ်မကောင်းပါဘူးဒေါက်တာဆဆာကို အခုလိုမျိုးဖြစ်သွားတာစိတ်မကောင်းပါဘူးအဲ့တော့ဒါပေမဲ့ကျွန်တော်တို့က reality ပေါ့နော်အမှန်တရားအရှိတရားကိုပဲလက်ခံရမှာပါလက်ရှိ NUG အစိုးရရဲ့ယက်တီမှုတွေလှုပ်ဆောင်မှုတွေကကျွန်တော်တို့ကတော့ထောက်ခံနေသေးပဲဖြစ်တယ်ဒါပေမဲ့၅နှစ်ပြီးကြာတဲ့ချိန်မှာကျွန်တော်တို့လူစားထိုးလို့မရဘူးဆိုတာမျိုးကိုတော့ကျွန်တော်တို့ကအလွန်အမတန်စဉ်းစားရခက်တယ်ပေါ့နော်ဟိုအဲ့တော့ ဟိုငါတို့လုံးမဖြစ်မယ်တခြားလူကိုမယုံရဘူးငါတို့ပဲရှိတယ်ဆိုတဲ့စဉ်းစားပုံဟာမင်းအောင်လှိုင်တို့ရဲ့စဉ်းစားပုံနဲ့တပုံနဲ့ဖြစ်တယ်ဆေအာနာရှင်ဗိုလ်ချုပ်တွေရဲ့စဉ်းစားပုံနဲ့တပုံနဲ့ဖြစ်တယ်ဖြုတ်ထုတ်တဲ့လှုပ်ချင်းကလည်းဆေအာနာရှင်ရဲ့လမ်းစဉ်နဲ့လည်းတပုံနဲ့ဖြစ်တယ်အဲ့တော့မနေ့ကကျွန်တော်ပြောသလိုပဲဒီသူကဒီမိတ်ကာနဲ့ policy maker နဲ့မတူတဲ့သဘောတွေလည်းရှိတာပေါ့ policy ရပြောရင်တော့ NUG က အရေးကြီးတဲ့နေရာတွေမှာတိတာထင်ရှားတဲ့ဒီလူငယ်ကောင်းဆောင်တွေလူလက်ကောင်းဆောင်တွေအစားထိုးဖို့ကိစ္စကအခုထိမရှိသေးဘူးအဲ့တော့အဲ့ဒါလေဘာနဲ့အလားတန်တူလဲဆိုတော့ဒီဒီအေအေနဲ့တူတာပေါ့ဘိုးကျော်ထွန်းမြတ်နိုင်တို့ကသူတို့ကအေအေကိုထူထောင်ခဲ့တာဒီနေ့သူဘာမှမဖယ်ပေးဘူးသူပဲဘိုးကျော်လုပ်သွားတာပဲလीအဲ့တော့လူ၁၀ယောက်နဲ့စခဲ့တဲ့ဒီရခိုင်တော်လန်ကြီးကစထောင်ခဲ့တဲ့လူကပဲခေါင်းဆောင်လုပ်တယ်မဖယ်ပေးဘူးဆိုတော့လေဒါမြန်မာနိုင်ငံမှာလည်းတွေ့နေရတယ်ဘိုးကျော်မြတ်တို့မဖယ်ပေးဘူးပဲအဲ့ ။ KIA မှာလည်းမဖယ်ပေးဘူးပဲ။ KNPP မှာလည်းမဖယ်ပေးဘူး။ပြောချင်တာကဗျာဟိုအဲ့တော့ဟိုဒီအဖွဲ့ကိုကိုစထောင်တယ်ကိုစထောင်ပြီးတော့ကိုနောက်ဆုံးအဆင့်ထိသွားမယ်လို့ဆုံးဖြတ်ထားရင်မဖယ်ပေးဘူးဆိုတာကဒါမြန်မာနိုင်ငံမှာရှိနေတဲ့တမိုင်ကြောင်းတစ်ခုလုံးပါပဲ။ဥပမာဘုချစ်သူပဲကြည်လေဘုချစ်သူသာကိုစံမြေဘွားကနေပြီးတော့တော့ KNU ကနေသူ့သူ့ကိုဟိုအပြစ်ပေးပြီးအလုတ်ထုတ်လိုက်တယ်အလုတ်ထုတ်ကနေပြီးမှအဲသူ့အတူလူပြန်စုပြီးတော့ ဒီသူလူပြန်စုပြီးတော့ဟိုခင်ညူရိုစီမှာလက်နဲ့ချရတယ်ပြည်သူစစ်လုပ်တယ်အဲကနေမှာခင်ညူရိုရဲ့ပျောက်စားခြင်းကိုခံပြီးဒီနေ့ဘူချစ်သူဆိုတာပေါ်လာတယ်လို့ပဲပေါ့နော်အဲ့တော့ဘယ်သူမှမဖယ်ပြီးတော့သူပဲဖြစ်သွားတာပေါ့ပြောချင်တာကအဲ့တော့ အော် DKB မှာလည်းဒီတိုင်းပဲလေအဲ့လို KNU နဲ့သဘောထားကွဲတယ်သူတို့ခွဲထွက်ကြတယ်ပြီးတော့ခါကြတော့သူတို့ပဲဥဆောင်နေတယ်အဲ့တော့အဲ့ဒီသဘောတရားအတိုင်းပဲ NUG လည်းအဲ့ဒီသဘောတရားရှိတယ်ငါတို့ဥဆောင်ပြီးဖွဲ့စည်းထားတာဆိုလိုချင်တာက2020ဒေါ်လာ2021ဒေါ်လာကြီးအစနဲ့သွားဆက်ဆက်တယ်အဲ့တော့ new ဒေါ်လာကြီးစတဲ့အချိန်မှာဒီဒီဒေါ်စင်မောင်တို့ဥဆောင်ပြီးတော့လွှတ်တော်ကိုယ်စားလှယ်တွေကလက်မှတ်ထိုးကြတယ်နော်လက်မှတ်ထိုးကြပြီးတော့ဒါကိုစက်ကျင်မှုတွေစလုပ်တယ်ပြီးမှသူက CRPA ကိုစဖွဲ့လိုက်တာပေါ့ တို့ကဥလာပေါ့ဗျာစဖွဲ့ပြီးတည်းမှာဒီအဖွဲ့ထဲမှာလူတိုင်းပါဖို့ all english ပြောဘသူကိုပါတင်နေဘသူကိုတို့ကလိုက်စီယုံတာပေါ့ဥပမာကျွန်တော်ကိုလာစီယုံမယ်ဗျာဥပမာပြောတာနော်ကျွန်တော်ကိုစီယုံမယ်ဒေါက်တာဆဆာကိုစီယုံမယ်ဆရာဇော်ဝေစုကိုစီယုံမယ်အဲတို့တို့ကလူစုတာဒါပေမဲ့တို့ဒီ organizer တို့ကစတီထောင်တာဗျအဲ့တော့တို့ခေါ်တဲ့လူပဲပါမှာအဲ့ဒါကိုအမေရိကန်ကအခုကြီးတယောက်တစ်ချိန်လုံးပြောနေတာလीသူ့ကိုသူ့သူ့ကိုကန်လန်းဖို့မကန်လန်းဖို့ကိစ္စတွေဒါမျိုးပြောနေတာ ဲ့တော့စားဖွဲ့တဲ့အချိန်မှာတော့ဟာဒီလူကပါသိနေအမှဥမာဆိုရင်ဒါဣသင်စာမောင်လေးကတော့ပါသိနေသူကတော်လန်ရေးမှာစရတယ်လူငယ်တွေလည်းကြိုက်တယ်ဒါကြောင့်ဥသင်မောင်ဆောင်ကိုကမ်းလှမ်းပြီးတော့ဒုဝန်ကြီးတင်နေရပေးလိုက်တာပေါ့ပြောချင်တာကပြည်သူ ဆုံးဖြတ်တာမဟုတ်ဘူးအဲဒီကနတော့က NLD ကနေဥဆောင်တဲ့၄၅6ယောက်ကဆုံးဖြတ်တာအဲ့တော့တို့ဆုံးဖြတ်ထားတဲ့လူပြောချင်တာကတို့ထောင်ထားတဲ့အဖွဲ့ပေါ့အဲ့ဒါမျိုးပဲ အေးအေးလည်းဒီတိုင်းပဲလေဘိုးချုပ်ထွန်းမြတ်နိုင်တို့ကသူတို့ထောင်ထားတဲ့အဖွဲ့ဗျာသူတို့ထောင်ထားတဲ့အဖွဲ့ဟိုလူကိုခတ်မယ်ဒီလူကိုခတ်မယ်ဟိုလူကယုံကြည်တယ်ဆိုတော့သူ့အဖွဲ့ကိုသူလောက်တာပြောတယ်သူပဲယူသွားတာပေါ့နော်အခုဘိုးချုပ်မြတ်တို့လည်းဒီတိုင်းပဲ KNU ကိုဟိုတော့စောကြတို့တို့အုပ်စုတွေပေါ့နော်ဒီလိုပဲအချင်းလဲဒီလိုပဲလေအဲ့တော့သူတို့ကကိုထောင်ထားတဲ့အဖွဲ့ကိုအဖွဲ့ကိုဘယ်သူမှကိုကဆင်းပေးပြီးတော့ ောင်မြင်လာတဲ့အချိန်မှာနေရာဖယ်ပြီးမှမဟုတ်ဘူးလေဂျင်းလီကောင်မဲစစ်တပ်ကစစ်အာဏာရှင်တွေလဲသူတို့ထောင်ထားတဲ့အလို့သူတို့စီစဉ်ထားတာဒီကာဝေးဦးစီးချုပ်တွေကအမိုက်ခံပြီးတော့အမုန်းခံပြီးတော့သူကပြစ်တာသတ်တာခတ်ထားပြီးတော့သူဒီရုရတော့တော့သူတို့သူဘသူပေးမလဲသူပဲသမရလုံးမှာပေါ့ဒီသဘောတရားဟာ NLD မှာလည်းရှိနေတယ် NUG မှာလည်းရှိနေတယ်အဲ့တော့အဲ့ဒီတော့ကပါဂျင်လို့သူတို့လိုကမ်းလှမ်းတဲ့လူတွေရှိတယ်သူတို့ဆက်သွယ်လဲအဲ့မှာဒေါ်ဖြူဖြူသင်းတို့လည်းပါပါပေါ့ဗျာပြောချင်တာကအဲ CRPH အုပ်စုပေါ့ဗျာ ဲ့တော့ CIPH ကနေအရင်ကျွန်တော်တို့ကအတိုက်ခံအစိုးရဖွဲ့ပြီးမှကျွန်တော်တို့က NUG ကိုပြောင်းတာလीเนาะဒါကြောင့်ကျွန်တော်တို့ we support CIPH ကိုကျွန်တော်တို့လှုပ်ခဲ့ကြတာလीအဓိကကအဲ့ဒါဘသူ organizer လဲဆိုတော့တေဂျာတာတခုကတော့အဲ့ဒီလေးရောက်ပဲဒေါ်စင်မာအောင်ဥယင်မွန်ဥလင်ကိုလာဥတင်ထွန်းနိုင်ဆိုတဲ့အဲ့ဒီလေးရောက်ပဲသူတို့နောက်ကွယ်မှာတော့ဒေါ်ဖြူဖြူသင်းတို့လည်းပါနိုင်တာပေါ့เนาะ CIPH ကခေါင်းဆောင်ကြီးတွေလည်းပါနိုင်တာပေါ့တချို့ NDCC တွေပေါ့အဲ့တော့သူတို့တွေကပဲ သူတို့တွေကပဲခြေလဲတာပေါ့ဗျာပြောချင်တာကရှင်းရှင်းပြောပါအဲ့တော့သူတို့တွေခေါ်ပြီးတော့နေရာပေးလို့ကမ်းလှမ်းလို့မအီးလို့ဒေါက်တာဆဆာတို့ကနေရာရတာပေါ့ဗျာပြောချင်တာကအဲ့ဒီချိန်မှာလဲဒေါက်တာဆဆာက very hot ပဲနေဦးတော်လိုင်းအစမှာကျွန်တော်တို့အားလုံးဒီဆရာဒေါက်တာဆဆာကိုအရန်အားကိုးခဲ့ကြတာအဲ့တော့ very hot ခေါင်းဆောင်ဖြစ်တာဖြစ်တဲ့အတွက်သူတို့ဒီဝန်ကြီးတနေရာပေးပြီးတော့ချွေးသိမ့်လိုက်တာပေါ့အဲ့ဒီချိန်ကလဲလူငယ်ခေါင်းဆောင်တွေထဲမှာမအီးက very hot ပဲနောက်သူကိုယ်တိုင် ဒီဆန္ဒပြပွဲဥစားအဲ့တော့အဲ့ဒီဟိုတယ်လူတယောက်ကိုနေရာတနေရာပေးပြီးချွေးသိမ့်လိုက်တာပေါ့ဗျာဒီသဘောပါပဲပြီးတဲ့ခါကျတော့ဘာလုံးခွေပဲမှမရှိဘူးဘာဆုံးပြတ်ချက်မှမရှိဘူးဘာအရေးကြီးတဲ့ဆုံးပြတ်ချက်မှမပါဘူးအခုအန်ယူဂျီမှာရှိနေတဲ့ဘန်ဒါကြီးငွေကြေးစီးရေးကိစ္စအားလုံးဒီတေးကြတယ်ကျွန်တော်တေးကြပေါက်ပြောရတယ်မအီလို့တော့ဆာလို့လုံးဝမသိဘူးအကျဉ်းလားသူတို့ပြောနေတဲ့ဒီအန်ယူဂျီရဲ့ကက်ဘိနက်အစည်းအဝေးဒီမှာဒါတွေအားလုံးဒီတော့လျှို့ဝှက်ထားတယ်အရေးကြီးတဲ့လူပဲပြီးတတ်တာပေါ့ဗျာပြောချင်တာကာကွယ်ရေးကိစ္စကိုကာကွယ်ရေးဝန်ကြီးနဲ့သမရလည်းဝန်ကြီးချုပ်လောက်ပဲသိမှာပေါ့ပြောချင်တာဝန်ကြီးချုပ်တော့သမရတော့သိမှာပါ တော့တို့ဥဆောင်နေတာပဲအဲ့တော့အဲ့ဒါမျိုးအနေထားတွေဖြစ်နေတာအဲ့တော့ဖြစ်နေတဲ့ခါကျတော့အဲ့ဒါကြောင့်တချို့တချို့တိုင်းရင်းသားတွေကိုယ်စလဲတွေလှော့ထားတဲ့ဒုဝန်ကြီးတွေကစိတ်ပြက်လက်ပြက်နဲ့စကားပြောတာတွေအ딴ထွက်တာတွေအများကြီးဖြစ်ပြီးတော့ NUG ထဲမှာဘာတွေဖြစ်နေတယ်ဆိုတဲ့ပြည်သူတွေပြည်သူတွေကိုဘယ်လိုပြောမလဲအတွင်းသတင်းပေးတာပေါ့ insider information လို့ခေါ်တယ်အတွင်းသတင်းပေးတာအဲ့ဒီဝန်ကြီးတွေဒုဝန်ကြီးတွေကနေတဆင့်သူတို့ ਨੇ ပတ်သက်တဲ့အတိုင်းဝိုင်းတဆင့်ပြည်သူကြားထဲကိုဒီမီဒီယာကတဆင့်ရောက်လာပြီး NUG ကဘာဖြစ်တယ် NUG ကအဲ့ဒီအဲ့ဒီသတင်းတွေအားလုံးဒီအတွင်းရပဲပေးတာ ပြောချင်တာအတွင်းထဲမှာချိတ်ဖြစ်နေတာကြားပြီ။ဒါပေမဲ့ဘသူမှငါရာထူးလိုချင်လို့လောက်တာမဟုတ်ဘူး။ကိုကကိုကပေါ်တင်ထုတ်ပြောလိုက်ရင်ဒီဝန်ကြီးတွေကပေါ်တင်ထုတ်ပြောလိုက်ရင်ငါကရာထူးလိုချင်လို့ပြောတာဖြစ်ကုန်ပါလိ။ငါတို့ကရာထူးလိုချင်လို့တော်လှန်ရေးလုပ်တာဖြစ်ကုန်ပါလိ။အဲ့ဒီတော့အားလုံးဒီဘရက်ပါဇက်ကိုဘရိတ်ထားပြီးတော့ကိုကိုကိုရှိနေတဲ့တာဝန်ပေါ့ငါလည်းတော်လှန်ရေးမှာပါနေတာပဲ။ငါတို့ဒီဝန်ကြီးပေးတယ်ဆိုဒီဝန်ကြီးမှာပဲငါတာဝန်ကြီးအောင်လုပ်မယ်ဆိုတဲ့ပုံစံတွေနဲ့ပဲ ဟမ်မပြက် NUG ကိုရန်နေကြတာဒါပေမဲ့သူတို့ကကြတော့သူတို့အချင်းချင်းသူတို့ဆွေမျိုးသားချင်းချင်းသူတို့အချင်းချင်းတော့ပြောတာဆိုတာတွေကအပြင်ကိုအန်ထွက်လာတာပေါ့ဗျာအဲ့ဒီအန်ထွက်လာတဲ့အခါမှာတချို့သောလှုပ်ရှားကြတဲ့လူတွေတချို့သောမီဒီယာတွေကအဲ့ဒီအဲ့ဒီသတင်းလေးကိုနည်းနည်းသိပြီးတော့ပုံကြီးချဲ့ပြီးပြောတော့တာပေါ့ဗျာအဲ့တော့ကျွန်တော်အနေနဲ့ကြတော့ပုံကြီးအဲပုံကြီးချဲ့ပြီးပြောတော့ပေါ့ဗျာထားပါတော့စကားဆိုတာပြောတိုင်းလည်းမကောင်းဘူးအဲ့တော့အဲ့လိုမျိုးတွေဖြစ်နေကြတာပေါ့အဓိကက အရေးကြီးဆုံးချက်ကဒီ30နဲ့စက်ကွန်စစ်စင်ရေးကအောင်မြင်သွားတယ်။အောင်မြင်သွားတဲ့အခါကျတော့အဲ NUG ရဲ့ပြည်ပြင်ပြောင်းလဲမှုကနည်းနည်းမင်းမိန်သွားတယ်။အဲ့တော့30နဲ့စက်ကွန်စစ်စင်ရေးနဲ့ဒီလာရှိုးအထိတင်နိုင်တယ်တဲ့ဟန်ရေဒီကိုကန့်ကိုတင်တာရေပြီးတော့ရခိုင်ကဒီစစ်တွေဒီစစ်ဌာနချုပ်တွေကိုမောင်းတော့တင်လိုက်တဲ့ဟာတွေအားလုံးအားလုံးရဲ့တည်င်းကဒီ NUG ရဲ့ဒီဖြစ်နေတဲ့ပြည်ပြင်ပြောင်းလဲမှုလုံးအနေထားကိုဖုံးသွားစေပြီးတော့ NUG ကအဲ့ဒါကိုမျောပြီးတော့ သူတို့အောင်မွေးရလဲငါတို့အောင်မွေးပုံစံနဲ့လုပ်ခဲ့တာအမှန်ကအဲ့ဒီအချိန်အထိအဲ့ဒီအချိန်အထိ NUG ကပူပူလင်းလင်းပြောရရင်ဘာမှလောက်ွက်မရှိသေးဘူးဘာမှလည်းမဥဆောင်နိုင်သေးဘူးပြောချင်တာကစည်ရရအောင်မြင်မှုဘာမှမလုပ်နိုင်ဘူးအဓိကအမိန်လောက်သွားတာက KMPP လို့ခေါ်တဲ့ဒီဒီဘယ်လိုပြောမလဲကရင်ညီကလောက်သွားတာအဲ့ဒါ NUG နဲ့လည်းဘာမှမဆိုင်ဘူးသူတို့နယ်မြေမှာ NUG ဦးတော်သူတို့ပြဿနာရှာပြီးပြောတဲ့အတွက် NUG သူတို့ကဆုတ်သွားရတယ်ပြီးတော့ဗိုဒါဘောတို့အောင်မြင်နေတယ်ကိစ္စဗိုဒါဘောတို့အောင်မြင်နေတာလဲ NUG တက်ရင်းနေမဟုတ်ဘူး ပြောချင်တာကသူ့အတူ PDF တက်ရင်ဒီနဲ့ NUG ကစစ်ကြောင်းတွေဖွဲ့ပေးတာပဲရှိတယ်။နောက်ပိုင်းကျတော့ NUG ကနေတော့သူတို့နှုတ်ထွက်သွားကြပြီးဗိုတာဘုံတွေနဲ့ပြောင်းသွားတာရှိ NUG မှာမဟုတ်ပြန်ဘူး။တခါတောင်ပိုင်းထဲမှာရှိတဲ့ဒီဟိုလေဒီ NUG ဖွဲ့တဲ့တက်ရင်တွေလေအဲ့ဒီမြေပြင်မှာရှိတဲ့ PDF တက်ရင်တွေနဲ့အဆင်မပြေမှုတွေအများကြီးဖြစ်ကြတယ်။အများကြီးအဲ့ဒီအတန်ကြီးရှိတယ်။ပြီးတော့တခါ ဟိုဘက်မှာမြောက်ပိုင်းမှာကြတော့လေသူကသူအခုလိုတအောင်ပလောင်နေသူကသူဒီညီတော်သုံးဖွဲ့ကတိုက်သွားတာကိုကျွန်တော်တို့ PDF တွေလို့ခေါ်တဲ့အဖွဲ့တွေက NUG ရဲ့သဘောထားမှာပါပဲသူကသူတပောင်းပြီးတိုက်လို့မိုးကုတ်မုံမိတ်တွေရကုန်တာပြီးမှ NUG ကအဲ့ဒါကိုမန္တလေး PDF က NUG ဖြစ်တယ်ဘာညာဖြစ်တာပြောချင်တာက NUG ရဲ့ဥဆောင်မှုနဲ့ဒီစစ်စင်ရေးရဲ့အောင်မြင်မှုအားလုံးရဲ့တရားရံကတော့မှ NUG ဥဆောင်လို့ NUG ဒီ NUG ရဲ့ အမ် MOD တိုက်လို့ပေါ့လေပြောချင်တာဥဆောင်မှုကြောင့်နိုင်တာဟာ၁၀ရာခိုင်နှုန်းတော့မရှိဘူးကျန်တဲ့၉၀ရာခိုင်နှုန်းဟာ IAU များ PR PRF များ PDF များသူတို့အားသူတို့အားကိုဖြစ်ခဲ့တာဒါပေမဲ့အဲ့ဓာဒီအားလုံးကအဲ့ဒီတဲ့င်းကလွန်ခဲ့တဲ့နှစ်နှစ်လုံးမှာဒီ၁၀နှစ်ဆက်ကွန်စစ်စီအောင်မြင်မှုနဲ့စီးရေးအရှိန်တွေဖုံးလန်းသွားခဲ့တယ်ဒါပေမဲ့အခုအခုဒီ၂၀၂၅မှာကြာတော့၂၀၂၄ကို၂၅ကြာတော့ဒီတရုတ်ရဲ့ဂျာဝင်မှုတွေနဲ့ အခုလိုပြန်ဖြစ်လာတဲ့အခါကျတော့ NUG ရဲ့အနေထားကပြန်ပေါ်လာပြန်တယ်။ပြန်ပေါ်လာတဲ့အချိန်မှာဒီမှာရှိနေတဲ့မူကြီးတွေကလည်း9နှစ်လောက်ရှိပြီဆိုတဲ့အခါကျတော့ကဲငါတို့ကတော့မကောင်းတက်တော့ပါဘူးနည်းနည်းတော့ short ပြီးမှဖြစ်တော့မယ်ဆိုတဲ့ပုံစံနဲ့ဝန်ကြီးဌာန6ခုကိုသူတို့က short ပေးဖို့စူးစမ်းပြီးသူတို့ကတော့နေရာဆက်ယူအောင်မယ်သဘောမှရှိတယ် ါမဲ့ဆရာဆဆာတို့နဲ့ဒီမအီတို့နဲ့သူတို့နဲ့ဘယ်လိုဆက်ဆံရေးရှိလာတော့ကျွန်တော်တို့ကမသိဘူးအပြင်နေနဲ့စဉ်းစားကြည့်ရရင်မအီတို့ဆရာဆဆာတို့ကဘာမှဖွင့်ပြောမှလည်းမဟုတ်ဘူးဘာမှပြန်တုတ်ပြန်မှလည်းမဟုတ်ဘူးထိုးလေးကောင်းပဲကျန်တဲ့ဝန်ကြီးတွေဖြစ်တဲ့ဒေါက်ခင်မမမျိုးတို့ဥအောင်မျိုးမင်းတို့တချို့ကကြတော့ကျမ်းမာရေးနဲ့လည်းဆိုင်တယ်သူတို့တွေလူသားတွေဖြစ်နေတာဖြစ်တော့သူတို့မှလည်းကျမ်းမာရေးတွေရှိတယ်လေသူတို့လည်းအသက်တွေရလာကြပြီသူတို့မှယောဂါတွေလည်းရှိကြမှာပေါ့အဲ့ဒါမျိုးအနေထားတွေကြောက်လေဒီလူတွေကအနာပေးတဲ့အချိန်လဲရောက်နေပြီ။ကျမ်းမာရေး reason ကြောင့်လဲဆိုင်နေ ဲ့တော့ဒါကြောင့်ကျွန်တော်ကအမြဲပြောနေတာကယူလက်ပိုင်းဘာယောဂါမှမရှိတဲ့ခေါင်းဆောင်တွေကိုအစားထိုးစေခြင်းနဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့တော်လှန်ရေး lead force ပေါ့ခေါင်းခေါင်းဆောင်မှုအဒီနေရာကပို့ပြီးတော့လှင်မြန်မှန်ကန်တက်ကြွလမ်းဆန်းမြန်ဆန်လာလိမ့်မယ်လို့ယုံကြည်ခဲ့တယ်။ဒါပေမဲ့သူတို့နားမထောင်ဘူး။ဒါအရှိတရားပဲ။အဲ့တော့သူတို့ထင်နေတာကဒီကောင်းဆောင်ငါတို့ငါတို့ဆက်ဥဆောင်မှာ ဒီတော်လန်ရေးနိုင်မယ်ငါတို့ဒီထဲမှာရှိမှဖြစ်မယ်ဆိုတဲ့အဲ့ဒီယုံကြည်ချက်တွေနဲ့သူတို့သွားနေတယ်သူတို့သူတို့ပြောထားတာတကူကတော့အသွင်ကူးပြောင်းရေးကာလမှာသူတို့လွှဲပြီးမယ်အဲ့ဒီအသွင်ကူးပြောင်းရေးကဘတော့ပြင်ပါလဲအခုအနေထားကအခုအနေထားတိုင်းရင်ဖြစ်ဖို့ဆိုတာအဝေးကြီးလို့သိတယ်။ဘာကြောက်လဲ။အခုဆိုရင်ကျွန်တော်တို့က87ဝန်းနေတာနောက်ဆုံးရမယ့်အနေထားတွေဖြစ်နေတယ်။အခုလာရှုပြန်ပေးလိုက်ရပြီ။မိုးကုတ်မိုးမိတ်လည်းပြန်ပေးရမယ့်သဘောရှိနေပြီ။ပြီးတော့ဒီ ကရင်နီဒေသမှာလည်းစစ်ကြောင်းတွေထူလာတဲ့အတွက်ကရင်နီကဟိုအရှိဆက်သွားဖို့မရဘူးရှိတာလေးတွေကို ပြန်မပါသွားအောင်မနေထိန်နေရပြီတောင်ပိုင်းတိုင်းမှာလည်းတချို့ပြန်ပါသွားပြီတချို့ဟာတွေကပြန်မပါသွားအောင်ထိန်နေရပြီအဲ့တော့စကိုင်းမကွေးမှာလည်းသူတို့ကိုထိန်ထားတဲ့နေရာတွေပြန်မပါသွားအောင်သူတို့ထိုးနေတဲ့စစ်ကြောင်းတွေကိုပြန်ကိုကအခုကခန်းစစ်တူတော်ပြန်ဖြစ်နေပြီအဲ့လိုအနေထားတွေဖြစ်နေတာဖြစ်တာဖြစ်တဲ့အတွက်သူတို့ပြောနေတဲ့အသွင်ကူးပြောင်းရေးကာလအစိုးရဖြစ်ဖို့ဆိုတာအဝေးကြီးလိုသေးတာဖြစ်တာဖြစ်တဲ့အတွက် ီဒီဒီ leading force လို့ခေါ်တဲ့ဒီဝန်ကြီးဌာနကဝန်ကြီးတွေအပြောင်းလဲဖြစ်ဖို့ကတော့ဘာလို့သူတို့ကိုယ်တိုင်စထောင်လာတာလေအဲ့တော့သူတို့ကတော့အဖွဲ့မပြတ်မချင်းပေါ့ဗျာပြောချင်တာကတော်လိုင်းကြီးမရှုံးမချင်းတို့ဒီမဟုတ်လဲတော်လိုင်းကြီးမနိုင်မချင်းတို့ဒီမဟုတ်လဲသူတို့အသက်ရှင်နေတဲ့ရွေးဆက်လုံမဲ့သဘောရှိတယ်